ဲ့တော့ဟိုကင်မရစ်လို့ခေါ်တဲ့ပုံကတချေလုံးသူ့အမေတိုင်ပင်ခံဖြစ်တော့ကတော့မြန်မာပြည်မှာနိုင်ငံရေးလုံးတွေတော့တချေလုံးတစ်နှစ်ပတ်လုံးနေလို့တော့သူ့အမေရှူစကားတခွန်းတော့ပြည့်အောင်မပြောတဲ့ကောင်တစ်နှစ်ပတ်လုံးနေလို့မှသူ့အမေနဲ့ဟို၁၂လအဲတစ်နှစ်ပတ်လုံးနေလို့မှ၁၂ချိန်ပြည့်အောင်တော့ဟိုဖုန်းမဆက်တဲ့ကောင်ကဖုန်းမဆက်တဲ့ဘဲကအခုကြာမှထားပြီးသူ့အမေမင်းမင်းချမ်းမပါစီမင်းမင်းဘာဖြစ်ပါစီစစနော်အော်ဒီကောင်ဒီဒီကောင်တော့မှနိုင်ငံရေးကြိုင်လဲမဆိုရင်ပြေးနေလို့တော့မသိဒီဘဲနောက်ပါသူ့မိကိုနေကုန်းအစကြောတာကနိုင်ငံရေးကန်းနဲ့ဗာဆန်လို့ကျုံမင်း ဟမ်သူ့မင်းတပိခံလို့တော့နိုင်ငံရေးလို့တော့ကအေးအေးဆေးသူကြက်ကြက်မှရှိတယ်လေဘာမှမပြောရင်တော့မှသူစကားဆုံးတစ်ခါမှမစေးတော့မှတနည်းပလုံးဆောင်းစကားမှမစေးတော့မှသူ့အမေအေးဆေးနေလို့ရတဲ့အခြေအနေမျိုးအခုချိန်မှာမင်းအပအာနာယူကခန်းထားလို့သာမျိုးမျိုးတို့ပြောနေရတာ အားလုံးပဲမင်္ဂလာပါကျွန်တော်ကရေးပေါ်ရော်တင်ပါဒီနေ့က2025အောက်တိုဘာလ4ရက်နေ့ညနေပိုင်းရဲ့နောက်ဆုံးရသတင်းထုတ်တွေကိုတက်နေတော့တင်ဆက်ပြမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်မန္တလေးတက္ကသိုလ်နှစ်တရာပြပွဲလာတဲ့ချိန်မှာအလေးပန်းတန်းစစ်ဌာနချုပ်ထိတ်သောချုပ်တက်တောင်းပြန်ပြစ်ခတ်တက်ခံရပါလို့သတင်းကောင်းတွေကြားရပါတယ်ဆိုတော့ဒီဟာကအကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကယနေ့ကြာရောက်တဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြပွဲတော်လာရောက်တဲ့ချိန်မှာမန္တလေးမြို့ နန်းတွမ်းမှာရှိတဲ့အလီဘတ်တက်စင်ထာနာချုပ်တို့ရှော့တိုက်တုံးများပြန်ပြစ်ခတ်တက်ခစ်ကြောင်းကျွန်တော်တို့လိုင်းတစ်ခွေဖြစ်တဲ့ BWM မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်လို့ခေတ္တမီဒီယာသတင်းဌာနမှာဖော်ပြတာတွေ့ရပါတယ်။ဆိုတော့ဒီဟာကမြောင်းလန်လပခမှာလာတဲဝေလာတဲတယ်လို့သိရတော့ချက်ချင်းစီစဉ်လိုက်ရတာပါတဲ့။ရှုပ်တဲ့တော့နှလုံးစလုံးကလပခထေးဘိုကြတယ်လို့သိရပါတယ်။ ။ညာကပြင်းမှတ်ကတော့ main online စီကိုပါပဲ။ဘာပဲဖြစ်ဖြစ်ဒူလာတဲ့အချိန်ချင်းချော့ပြစ်နိုင်တော့အောင်မင်းတွေလို့ပြောရပါမယ်တဲ့။ပြီးပြီးမကြာခင်မှာ NI 35နဲ့ပဒိဖိုင်နာဘောနမရှာတယ်ပြီးရင်ဝေ12နဲ့အာကော့ပတ်ရှာတယ်ဗောနကော့ပတ်ရှာတယ်ဒီလိုမျိုးကိုလိုက်ပြီးတော့ဒေယူနဲ့လိုက်ပြီးတော့ရှာတယ်ပြီးရင်လက်ပတ်ခ1ကျင်ရောမန်းမြော့ပုံမှာရောဖောက် ပတ်ဝဲနေတာရေပေါ်တဲ့အားလုံးကတော့ဒေကင်းစွာဆော့ခွန်နိုင်ခဲ့ပါတယ်ဆိုပြီးတော့တိုလိုက်တစ်ခုလည်းဖြစ်တဲ့ VWN အဖွဲ့မှာတော်ဝန်ရှိသူတို့ကရှင်းပြပါတယ်လို့ခက်တဲ့မီဒီယာသတင်းဌာနမှာဖော်ပြတာဖြစ်ပါတယ်ဆိုတော့မနေ့ဒီမနေ့ခင်မှာလို့ကျွန်တော်တင်ဆက်ပေးခဲ့ပါတယ်စခေါဆောင်မြောင်းလန်ကမန္တလေးအခုမန္တလေးတက္ကသိုလ်မှာနင့်တရားပြစ အခမ်းအနားကိုသူတက်သွားပြီးတော့တက်ရောက်မယ်လို့တရင်ကောင်းလို့ကြားတရင်တွေတရင်တွေကြားရတယ်ဗောနော်ဆိုတော့ဒီထဲမှာဆိုလို့ရှိရင်တော့သူကတော့လာမလာမလာဘူးလားဆိုတော့တေချာဘူးအခုဆိုလို့ရှိရင်တော့တေချာလို့အဲ့ဒီမြုံလန်တိတိနေရအနည်းနားပါဘူးကျွန်တော်တို့ဒေါ်လာကြီးတက်ဖို့တွေကဆော့လိုက်တာဖြစ်ပါလေဆိုတော့ဆိုပြီးတော့အဲ့ဒီနီနာမှာသူမင်းအွန်လိုင်းကတော့ထိမထိတော့မသိရဘူးဆိုတော့ဒါမဲ့လေတကယ်ထိတာထက်အမထိရင်တော့ကိုပြီးတော့ကောင်းတာပေါ့နော်မထိရင်တော့မှချင်းချော်နေတဲ့အနာလာရှိတဲ့အတွက်ကြောင့်ဒါကလည်းစစ်ခေါင်းဆောင်မင်းအွန်လိုင်းကတော့ နေမဆုတွေမဲ့တို့ခံစားမှာပေါ့နော်ဒါကတော့တခုအဲ့ဒီနောက်မှာနောက်တစ်ခုတရင်ကတော့ဒီအကျန်းဖက်စစ်တပ်ကလာစင်ခေါ်ယူလျက်ရှိသောစစ်မှုထံတသားတိမြအ내စစ်မှုထံအပတ်စဉ်စစ်လေးမှာတသားတိ900ကျော်မှာကချင်နဲ့ရခိုင်အပါဝံရှစ်တန်းစစ်မြေပြင်တွင်ဒေသောသွားခဲ့ကြောင်းစစ်တပ်ဖက်တရင်ချင်းမင်းကတရင်ချင်းမင်းနဲ့တေဇွန်တန်ရရရှိထားသောအပတ်စဉ်စစ်လေးမှာစစ်မှုထမ်း စမုဒ္ဒန္တတာတိမြာဤကျန်ကျန်ရှိသူမင်းသားစုရဲ့မြာကမာထံမှာသိရှိရပါဆိုပြီးတော့ခက်တိမီဒီယာသတင်းဌာနမှာကိုပြတာတွေ့ရပါတယ်။တရားကစမုဒ္ဒန္တပတ်စဉ်ဆလင်တစ်ခုထဲမှာတတာတိ900ကျော်၈တန်းစစ်မေပြည်မြာတွင်ဒေဆောင်ပြီးတော့နေရာကျော်ကတော့ဈေးကူတတ်မှုခံယူနေရပါလို့သိရပါတယ်။အပတ်စဉ်ဆလင်ကဒေဆောင်တဲ့ပျောဆောင်စည်ရင်က900ကျော်တဲ့တဲ့တယ်လို့သိရပါတယ်။ဆိုလိုတရားကမြို့ဝတီမြို့နယ်အာရှလန်နဲ့ကော့ဂရက် ကွာအာကောက်ကရက်ကွာနော်ဆိုတော့ကြားပြီနေဒီမိုးဆိုချမ်းမြော့ကြုံမဲကချင်းမမော်နဲ့မကွေးရခိုင်အဆက်ငဖေးမြော့နေတဲ့ကထစ်တွေ့တပ်ပွဲမှာထစ်တွေ့မှုတွေမှာပေါ့နော်ဒေဆောင်းနဲ့ပြောဆောင်းစီရင်ငားရကြုံတာကိုစစ်ဖက်တရင်ရင်းမိကပြောပါလေတဲ့ဆိုတော့ဒါကတော့သူတို့ဒါစစ်ဖက်တရင်ရင်းမိတွေတရင်ရင်းမိနေစီကတီးရတာဖြစ်ပါလေဒီမိသားစုတွေစီကတီးရတာကတော့ကျွန်တော်တို့သားကျွန်တော်တို့သားကားတဲ့လေကူရေးမွန်စစ်တင်တန်းကြောင်းမှာ အပစင်စလေးစင်းတဲ့ကြားဖက်ကိုဆစ်လွတ်ခံရတယ်။ဒီမိုးဆိုဖျိုးဆိုဖက်မှာဒဲရတယ်။ဂလန်ကိုဆစ်ဆစ်ဆေးရောက်မလို့ဆစ်ဆေးရောက်ရောက်ပြီးနေပြီးကချင်းပြည်နယ်ကိုအပုတ်ခံရတဲ့အပစင်စလေးတင်တန်းစင်းတွေဒေတာများတယ်လို့ပြောတယ်။လေကူရေးမွရေးမွရေးမွဆစ်တင်တန်းကြောင် ကစင့်တဲ့အပတ်စင်ဆလေအတော်များများကကချင်တဲ့ကြာဖက်ကို အပုတ်ခံရတယ်ဒါကိုလေဈေးဈေးရောင်ကစင်းရင်တက်တာရင်ရှစ်တက်ပြန်သွားရမယ်လို့အာသူ့အထက်အရာရှိက ပြောတယ်တဲ့ကျွန်တော်ကျွန်တော်တို့ကို လူကူတန်သွားလူကူတန်သွားကြည့်ခတ်ပါနော်သွားကြည့်ခတ်မပြူမပြူဟောင်းပြောရတယ်ဗီဒီယိုကို ပြောလို့ရတယ် အပစင်စလေးမှာအဲရတဲ့စစ်မှုထန်တတတိမိဤမင်းအခက်ခင်ဖြစ်သူကပြောဆိုပါတယ်ခက်ခင်ဖြစ်သူကဒီလိုသူရဲ့ဒါကြောင့်နေရတဲ့အကြောင်းလို့ပြောဆိုတာဖြစ်ပါတယ်သူရဲ့သူဒါကိုတန်ကဘောနော်ဟာသူရဲ့အာတကယ်ချင်းတွေတေဆောင်းနေတဲ့သူအကြောင်းတွေပြီးရင်အာသူနေကောင်းလာလို့ရှိရင်ဆက်ပြီးတော့လဲအာစစ်တမ်းကိုပို့ရမှာဒေခံရမှာဆိုတာကိုပြောပြတော့တာဖြစ်ပါတယ်ဒါကတော့အာဒီနေ့ ဒရင်ထုအနေနဲ့စစ်မှုထမ်းတဲ့ပတ်သက်ပြီးတော့တင်ဆက်ပြရဖြစ်ပါအဲ့ဒီနောက်မှာလဲစစ်မှုထမ်းဖို့အတွက်ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်အမတ်တီချက်ွက်တွင်ဘောချုပ်ရန်ကုန်တိုင်းမရန်မရန်ကုန်မြို့နယ်မတ်တီချက်ွက်တွင်အော့ချော်ရေမူစင်ဝမ်းမြင့်ကဘရင်နောင်ပွေးရောက်ဘရင်နောင်လမ်းဆောင်နဲ့တမန်လမ်းဆောင်တွင်နေခင်းအချိန် အင်းစည်းကားပြန်ဘော်တာဆွေဖန်းစည်းနေပါလို့သိရပါတယ်တတော်လေးကိုစိုးရွားနေကြပါတယ်ရေထဲမှာဆိုရှင်ဒီဟာကရန်ကုန်တမယံကောင်းမြို့နယ်အမတ်တီရက်ွက်တွင်အချို့ရေမူစင်ဝဲမြင့်နဲ့အဖွဲ့ကဘေးနောင်ပွေးယုံနေမိနေမိနဲ့တမန်လန်းဆောင်ပြန်နေခင်းအချိန်အင်းစည်းကားပြန်ဘော်တာဆွေဖန်းစည်းမှုကြောင့်လူငယ်တချို့ဖန်းစည်းခံရကြောင်းဖန်းစည်းခံရသောလူငယ်တို့ဤမိခင်အမဲဆွေတို့ကပြောဆိုပါတယ်လို့ခေတ်သစ်မီဒီယာတရင်ဌာနမှာပို့ပြတာဖြစ်ပါတယ်ဒါကတော့ ။ဘာတော့တော့ဖုံးဆက်လို့ငွေနဲ့အာငွေနဲ့ရေးဖို့လိုက်တယ်တဲ့။အော်ဂျစ်စင်ဝမင်းနဲ့တွေ့တော့ငွေမလိုဘူးလူပဲလိုတယ်တဲ့။ငွေနဲ့အာရွေးလို့မရဘူးလူပြောသွားလို့ဟိုတန်ဒီတန်ဖြစ်မှာဆိုလို့အင်းကို အကြောင်းကြားပေးတာ ဆိုပြီးတော့အရှိအရွေးမခံဘူးလို့သိရတယ်။ကျွန်တော်လူလဲတွဲခွန်ပေးတယ်ဘရင်တော်စစ်ကြောရေးတက်ကိုပုတ်လိုက်တယ်တမန်လမ်းကြောင်းတွင ဖန်စီခံလိုက်ရတယ်လက်ရတော့လူငယ်တူဤအကူဖြစ်အကူဖြစ်သူကရန်ကုန်ခေတ်တင်ထားတော့ပြောဆိုပါတယ်ဒါကတော့စစ်တပ်တွေနဲ့ပေါင်းပြီးတော့အချိုးရမှုတွေကအာကိုဒင်ကိုဖမ်းနေတဲ့အကြောင်းလည်းဖြစ်ပါတယ်ငွေလေးမလိုဘူးလူဝဲလူတယ်ဆိုပြီးတော့ကိုဒင်ကိုပြောနေတဲ့ဖြစ်အကြောင်းဖြစ်ပါတယ်ဒီထဲမှာဆိုလို့ရှိရင်တော့ဘင်းတော်ကိုရောင်နေမင်းနဲ့ဘင်းတော်လမ်းဆောင်မှာအိုကြီးစေဝမင်းကအရက်ဝဲ စစ်သားဟုစစ်သားတွေနဲ့ပေါ်တာဆွေးချင်းလိုဆွေးတယ်။နေခင်းကြောင်တော်အင်းစည်းကနဲ့လူငယ်တွေကိုကားပေါ်ပေါ်တာပေါ်တင်ပြီးတော့ဆွေးဖွဲဆွေးတင်ပြီးတော့ဖမ်းတာနဲ့လူမရရင်အာမဆက်နဲ့အ내ခန်းတွေကစင်းလာတဲ့လူငယ်တွေကိုပါဆွေးတယ်တဲ့ဒီလိုမျိုးကြာလို့ရမဆက်ကနဲ့အ내ခန်းတွေကနဲ့လေးအစင်းလာတဲ့ကောင်အဲ့ရင်ခံရတဲ့ကောင်တွေကတော့နော်ဆိုတော့ကိုနဲ့မဆိုင်ဘူးပိုင်းကြီးပြောတယ်ကောင် လို့ရဆိုတော့ဒီထက်မှဆိုရှင်တော့အားပေးတယ်ဆရာဆရာဒါကတော့မလုပ်သေးဘူးနော်သတိထားရမယ်လူကြီးပဲဆိုတော့ဒီထက်မှဆိုရှင်သူကမဆက်နဲ့အနက်ခံရေစီကစက်ကြဲကုတ်တယ်တဲ့စမထအကျိုးအကျိုးဝန်အကျောင်းဝန်တဲ့လူငယ်တွေလာတာမျိုးရှိတယ်ရှိရှိရင်အဲ့ဒီမှာအဲ့မဆက်နဲ့အနေခန်းတွေကသူ့ကိုဖုံးဆက်တယ်အထေတော့ဝန်မခံဘူးတဲ့ အောက်ရောက်တာနဲ့ဆောက်ဖမ်းတာဟုအမတ်တီရက်ွက်အုတ်ချုပ်ရေမူစေဝတ်မြင့်ဤရုရှားလောရှားမှုများကိုသိရှိထားသောသတင်းရင်းမြစ်ကပြောဆိုပါတယ်တဲ့ဒါကတော့လူမျိုးတွေသတိထားကြပါအနစ်ရင်ခံဖို့မကြိုးစားကြနဲ့နော်အခုချိန်မှာစစ်တပ်ကနှင်းအမျိုးမျိုးနဲ့ကိုစူးစမ်းနေတယ်မင်းတို့လူမျိုးတွေကိုဖမ်းဖို့အတွက်မင်းတို့လူမျိုးတွေကိုစစ်မှုထမ်းခံဖို့အတွက်နှင်းအမျိုးမျိုးတွေကိုစူးစမ်းနေတာဖြစ်ပါတယ်သတိထားကြပါအခုချိန်မှာရင်ခံပြီးတော့ပျော်ပါဖို့တော့မကြိုးစားကြနဲ့နော် ဒီဟာကအခုမဖြစ်ရင်တောင်မှ not now ဖြစ်လာမယ်မိတော့အတွက်အဲစစ်မှုထမ်းချင်ရဆိုလို့ရှိရင်တော့လောက်ပေါ့နော်စုံမထမ်းချင်လို့ဆိုရှင်တော့မလောက်နဲ့ဒါကတော့တခုအနှစ်ခုပဲရှိတာကိုရွေးရမယ်လမ်းတခုပဲရှိတာနော်ဒါကတော့အ3ပြည့်တဲ့အနေနဲ့ပြီးပြီးတော့ပြုတ်ပြချင်တာဖြစ်ပါတယ်အဲ့ဒီနောက်မှာဆိုလို့ရှိရင်တော့စကန်တန်တန်းစိန်မျိုးနေပြန်တယ်တိုက်ပွဲဖြစ်ပွားပြီး resorted ခေါင်းဆောင်တူပေါ့အရှင်ဖမ်းမိခဲ့ကြောင်းဒီကတာရီ we put fan for เนาะ we put the fan for ก็ทบเปลี่ยนไล่ไปได้ก็ดีอ่ะบาเลยสรุปเดี๋ยวก็တော့ตะไรงกองทุกขึ้นไปได้ดันเซตะเซบ้วนเนาะตะเซตะเซမြို့นี่ด้วยแหละอ่าแต่ปวยဖြစ်ป้อပြီးတော့မြို့မြို့โซทีคอนซองตัวก็อရှင်ဖတ်မိပါတယ်ปะติမြို့เนี่ยอ่ามัสมัสยะเลเซซีซิซิยองอ่ะแต่ปวยเนี่ยดันยะပြီးတော့เดဈေးကုတ္တမှုခံယူနေသောအရာရှိတအူးတည်ဆုံးနေပါလို့တရင်တွေ့ကြတိရပါလေဒါကတော့ ကပ်ပွေးကြမှာဒူလိုင်းတစ်ခုတကဖမ်းမိထားတဲ့အကြောင်းတွေကိုကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်။ဒီကမဆက်ရဘူးနမဆက်ရလေးမှာက area ဝတီတန်းစစ်မေပြင်ကနေဒဏ်ရပြီးတော့ရောက်လာတဲ့စစ်ကွေးတွေအများကြီးပဲတဲ့။အော်တိုဘာလနေရက်နေ့ကစစ်ကွေးအရာရှိတကုတ်တကုံသေးလို့အစကနဲ့လာရောက်ကြကြူသွားတယ်လို့သိရတယ်။တသားတိရင်တော့တင်းတော့ဒီကောင်တွေအဲ့လိုလာပြီး မတကြူပြီးမတကြူပြီးဘူး မတကြူပေးဘူးနော်ဒီလိုမျိုးကိုအရာရှိသေးလို့လက်နဲ့အပြစ်အဆောင်နဲ့လောင်ချောင်ရေးယူပြီးတော့တကြူသွားတာလို့ဒေသတွင်းစီရေးတရင်ချင်းမိကပြောဆိုပါလိုက်တယ်ဒါကတော့စီရေးတရင်အနေနဲ့ပေါ့နော်တော်လိုင်းတစ်ခုတည်းကဒီဆိုတီကောင်းဆောင်ကိုဖမ်းမိတဲ့အကြောင်းတွေဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့အခုဒေါ်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့သူသားကဒီယူကို အာမေတ္တာရက်ခံစာပို့လိုက်ပါဘယ်လိုပို့လိုက်လဲဆိုရှင်ဒေါ်ဆန်းစုကြည်လက်မြုပ်ရေမြန်မာစစ်တပ်ကိုဖျားပေးရန် ကာဖြစ်သူကတယုတ်သမဒဇခြင်းဖြင့်ကိုဘိတ်တရက်ခံပါလေလို့ပြောပါတယ်နော်။သူမကို လွေပေးရင်နဲ့လွေမြော့တဲ့သူတွေကို လွေပေးဖို့ဆက်ဆူရကိုဖျားပေးဖို့တယုတ်သမဒဇခြင်းဖြင့်ကိုကျွန်တော်မေတ္တာရက်ခံပါလေတဲ့။မိမိကို လွေပေးဖို့တယုတ်ကတုံးစုံနေတယ်။တယုတ်အာနာပန်တွေကသူမကို တွဲခွန့်ရဖို့တုံးစုံပေမဲ့လေစစ်တပ်ကတွဲခွန့်မပြုပါဘူး။ အခြားဘယ်သူကိုမှလည်းတွက်ခွမပေးဘူးဟုဒီကိုထင်လင်းကပြောဆိုပါဆိုပြီးတော့ခက်တိမေရဲ့တိုင်းဌာနမှာရေးသားဖို့ပြတာတွေ့ရပါတယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့ကျော်မျိုးမင်းဘလူတွေပြောသွားလဲဆိုတာကိုဒေါ်ဆန်းစုကြည်ကိုဘလူတွေပြောသွားတယ်ပြီးရင်သူ့သားကိုလည်းဘလူတွေပြောသွားလဲဆိုတာကိုကျွန်တော်နဲ့တူနားထောင်ကြည့်အောင်ပါနော်။လူလူကောင်းဆောင်ဆိုပြီးကောင်းရင်တထိုင်ဒေါ်ဆန်းစုကြည်ပေါ့ဗျာ။အဲဒီဒေါ်ဆန်းစုကြည်ကိုလွတ်မြောက်ရေးအတွက်ဆိုပြီးတော့ဒီမှာဟိုသူ့သားနော်သူ့သားကင်မရာစ်က တရုတ်နိုင်ငံကိုလှမ်းပြီးကူညီတောင်းပါတယ်ဆိုပြီးတော့တရုတ်နိုင်ငံမီဒီယာ South China Morning Post ကနေပြီးတော့ရေးသားထားတာတွေ့ရတယ်။ပြောရရင်တော့ဟို Kim Harris လို့ခေါ်တဲ့ပုဂ္ဂိုလ်ကတစ်ချိန်လုံးသူ့အမေတိုင်ပင်ခံဖြစ်တော့ကတော့မြန်မာပြည်မှာနိုင်ငံရေးလုံးတွေတော့တစ်ချိန်လုံးတစ်နှစ်ပတ်လုံးနေလို့တော့သူ့အမေရှိကိုစကားတစ်ခွန်းတော့ပြည့်အောင်မပြောရဲကောင်တစ်နှစ်ပတ်လုံးနေလို့မှသူ့အမေနဲ့ဟို12 12အဲတစ်နှစ်ပတ်လုံးနေလို့မှ12ချိန်ပြည့်အောင်တော့ဟိုဖုန်းမဆက်တဲ့ကောင်ကဖုန်းမဆက်တဲ့ဘဲကအခုကြာမှထားပြီးသူ့အမေမင်းမင်းတမ်းမှပါစီမင်းမင်းဖြစ်ပါစီစစနဲ့အော်ဒီကောင်ဒီကောင်တော့မှနိုင်ငံရေးခိုင်လဲဘယ်သူတွေပြေးနေလို့တော့မသိဘူးဒီဘဲနောက်ပါ သူ့ဘီကိုနေကုန်းအောင်စဂျမ်းမပါစေပြောတာကနန်ငယ်ကန်းနဲ့ဗာဆန်လို့လေကျော်မမင်းဟမ်သူ့မင်းတပင်ခံလို့တော့နန်ငယ်လို့တော့ကအေးအေးဆေးသူကြဲကြဲမှရှိတယ်လေဘာမှမပြောရင်တော့မှသူစကားဆုံးတစ်ခါမှမစေးတော့မှတနေ့ပလွန်ဖောင်းစကားမှမစေးတော့မှသူ့အမေအေးအေးဆေးနေလို့ရတဲ့အခြေအနေမျိုးအခုချိန်မှာမင်းအပအာနာယုကခန်းထားလို့သာမျိုးမျိုးတို့ပြောနေရတယ်ဆိုမင်းအပကလူစိတ်မရှိလို့လူစိတ်မရှိလို့ခုလိုမျိုးပြောနေရတယ် နော်ကျွန်တော်မင်းမင်းအမေကိုဒီလိုထားကြည့်လိုက်မင်းကြီးမျိုးခွဲနေတဲ့ကောင်နေမဲ့ကောင်မင်းကနော်သူများအမေကိုဒီလိုမျိုးဖြစ်တာတောင်းဖုန်းဆက်တာတောင်းအာပြောနေတဲ့နေကောင်မှကျောင်းပါစေပြောတာကမဖြစ်ဖြစ်လားဘာဖြစ်လို့လဲသူ့အမေကျမ်းမအောင် သူကိုယ်တန်းကစိုးရင်နေရတယ်သူ့အမေသူ့ကိုယင်သွေးနဲ့မွေးပွားနေတဲ့ကောင် နော်မွေးဖွားနေတဲ့သူကဟိုထောင်ထဲမှာရောက်နေတယ်။ပူကြမ်းမှာပါဆိုလို့ပြောတာကဘာထိုးစက်နေလဲနော်။မင်းအမေဖြစ်မင်းအမေနေရမှာထားကြည့်လိုက်ဟမ်။ဒီဘက်တော့ဘူးပေးနေလို့မသိဘူး။အခုဘာလို့ဆိုတဲ့ကိုလှမ်းပြီးတော့တောက်ဆက်ကြီးလုံမြောက်ဖို့ကုညီပေးကိုတောင်းဆိုတယ်တဲ့နော်။ကုညီပေးကိုတောင်းဆိုတယ်တဲ့။ဆိုတော့ तू ကဘာလို့ဆိုရှင်ရှင်ပေကိုတောင်းဆိုပါတယ်တဲ့။သမနာရှင်ရှင်ပေတောင်းဆိုပါတယ်။သူ့အမေကိုလှုပ်ပေးဖို့နဲ့စစ်တပ်ဘောဖျားပေးဖို့ပါတဲ့။ တရုတ်ကတော့မြန်မာနိုင်ငံရဲ့နှစ်ရှည်လာရဲ့ဆက်ဆံရေးဒီမှာကြီးမားတဲ့ရင်းနှီးမြှုပ်နှံပြီးနိုင်ငံသားတိုင်းပြည်ဩတာရှိပါတယ်တရုတ်ကမြန်မာကိုမဩတာရှိတယ်ပေါ့ဗျာအဲဒါကြောင့်မလို့ဒေါန်ဆန်းသူကြီးကိုလွတ်ပေးဖို့ကိစ္စမျိုးတွေဒါမျိုးတွေတောင်းဆိုပါဆိုပြီးတော့ပြောတယ်ပေါ့နော်ပြီးတော့တရုတ်ကလည်းဒေါန်ဆန်းသူကြီးလွတ်ပေးဖို့တောင်းဆိုမှုတွေရှိနေတယ်လို့သူကြားပါတယ်ပေါ့အဲဒါမျိုးတွေပြောချင်တာတရုတ်ကလှမ်းပြောတယ်ကျွန်တော်အမြင်ပြောရရင်တော့တရုတ်ကဒေါန်ဆန်းသူကြီးလွတ်ပေးဖို့တောင်းဆိုတာမဟုတ်ဘူးကျွန်တော်သိသလောက်တော့တရုတ်ကပြောတာချင်းချင်းလေးသူမိတ်ဆွေတော်တော်သူရဲ့ဒေါန်ဆန်းသူကြီးကိုတော့အဲကောင်းကောင်းပေါ်ဆက်ချောက်ပေးပါဆိုတဲ့စကားလုံးလောက်ပဲအမြင်ဆုံးပြောတဲ့ဟာအဲ့ဒါပဲရှိတယ် ပြောရင်ဗျာဟိုဒီကပြောတာကမင်းကိုပလာတာပြန်ခန့်လာဟမ်အခေါ်လဲဆိုတော့တိုင်းပြည်ရဲ့လက်ဝချက်အုပ်ဝေကိုချိုးဖောက်ထားတဲ့သူနောက်တစ်ခါတိုင်းပြည်ရဲ့ဒီဘဏ္ဍာငွေပေါ့နော်ကျပ်23ဘီလီယံနဲ့ဒေါ်လာဘယ်လောက်လဲ9တန်း6တန်းတော့10တန်းကျော်လောက်မသိဘူးအဲ့လောက်ပမာဏသောငွေတွေအလွယ်သုံးစားလုပ်တယ်လို့တရားစွဲခံထားတဲ့သူဟောအဲ့ဒီလိုငွေကြေးကဘာအတွက်လောက်ပါလဲသူတာသမီတွေကိုပုတ်တာလားဒါမှမဟုတ်သူစီးပွားရေးသူကော်မဏီကိုထောင်းတာလားဟမ်သူတာသမီတွေကိုထောက်ပံ့တာလားဟမ် ပြောပါအောင်အခုမင်းတို့အပားတွေလောက်နေတာကဘာတွေ့လောက်နေကြလဲနော်သူတမင်းတွေအခုကုမ္ပဏီတွေအကုန်လုံးကိုထောင်နေကြမင်းလည်းအုံနေတာပဲနော်အမေလည်းအုံနေတာပဲအကုန်လုံးကဘာဘာတွေ့လောက်နေကြလဲအခုသူလုံဆန်းစုကြည်ကဘလောက်ထိကောင်းကောင်းဘလူးတွေငွေအဲ့ဒီငွေအဲ့လောက်ထိငွေကသူ့အသားသမီးတွေကိုပေါက်တာလားဒီမြန်မာနိုင်ငံကလည်းသူ့အသားသမီးတွေကိုပေါက်ပြီးတော့ဒီလိုမျိုးကအလေးသုံးစားလောက်တာလားဘာအတွက်လောက်တာလဲဆိုတာကိုလည်းထည့်ပြီးတော့ပြောကြပါအောင်လေဟမ်ကြောက်တော့နိုင်ငံဗန္နာဝီအခရီးလုပ်တယ်ပေါ့ဗျာ အဲ့ဒီလိုတည်းလိုခံစားပြောခတ်ထားတဲ့လူအဲ့လိုမျိုးပုံမှာတိတ်အောင်ဆိုးရကလည်းဘလို့လုတ်ပြီးတော့လွတ်ပေးဖို့ပဲပြောမလဲပြောစင်းပြောရင်တော့သူအမြင်ဆုံးပြောရင်မြင်ဆုံးပြောရင်တော့ကျမ်းမကျမ်းမကြီးကောင်းမွန်ဆောက်ရှောက်ပေးထားပါဒါပဲပြောမှာပြီးတော့ကောင်စန်းသူကြီးရဲ့အမှုတွေနဲ့ပတ်သက်လို့တို့ကလေ့လာကြည့်ပြီးပြီလေတရုတ်ပြည်ပိုင်းပေါ့ပဲအကောင်ကလိုက်လေ့လာထားပြီးသွားပြီလေ့လာထားတဲ့အခါမှာတို့ဒါဒီနိုင်ငံရဲ့ဥပဒေနဲ့တွားနေတဲ့ကိစ္စဝင်ပါလို့မရဘူးဆိုတော့တို့ကောင်းကောင်းသိတယ်အဲ့တော့တို့တောက်ဆိုဒီကင်မရာတို့တောက်ဆိုချက်ကတောက်ဆိုချက်သားလေးဖြစ်ပြီးတော့ဘာမှတရုတ်ကလုတ်ပေးမယ့်ပုံမပေါ်ဘူးပြီးတော့ तू ကခုမှပြူပြဲထားပြီးတရုတ်ကပြောနေတာ ့တခါကြတော့လေဒီကောင်တွေကဘာလို့ဆိုတော့တရုတ်ကမြန်မာစိုးရပြောမြန်မာစိုးရကြောက်လန့်ပြီးလုပ်ဝင်မယ်ထင်တာ노တရုတ်ကလည်းမြန်မာစိုးရအုပ်ချုပ်ရေးရတယ်မှသူဆက်ဖက်လို့မရဘူး သူဆက်ဖက်လို့မရဘူးအဲ့လိုပဲသူ့အနေနဲ့ကဘာလဲဆိုတော့အကြံပဲပြုတ်လို့ရရင်ရမယ်ဆက်ဖက်လို့မရဘူးအဲ့တော့အကြံပြုတ်တဲ့နေရာမှာဒေါ်သန်းကိုလွတ်ပါလို့ဒေါ်သန်းကိုလွတ်ပေးပါလို့အကြံပြုတ်မယ်လို့တော့မထင်ဘူးဒါကြောင့်ဒီကောက်တောက်ဆိုချင်ရသည်နိုင်ငံရေးရအမျက်ထုတ်ဖို့ကြိုးစားတာကဖြစ်ပြီးတော့နောက်တစ်ခုကဒီ South China Morning Post လို့မီဒီယာနေပြီးတော့ကောက်တင်ပြီးတော့တက်တက်ကိုတမင်ကိုဒါလူတွေကြားမှာဝါရဖြတ်မှုကြိုးစားတာဒေါ်သန်းသူကြီးနဲ့ပတ်သက်ပြီးတော့လူတွေကြားမှာအတန်ထောက်ကြိုးစားတာတရုတ်နဲ့မြန်မာနဲ့ဂျာဆက်ဆံရေးကိုလည်း cloud ဆန်ကျင်နဲ့ရည်ရွယ်ချက်ပဲလို့ကျွန်တော်တော့မြင်တယ်ပွင့်လည်းပြောရင်တော့ဒေါ်သန်းသူကြီးကသူပြောတယ်လို့ပြောမယ်ဆိုရင်တော့ အချိန်တိုင်ခင်ဗျာအခြေချုပ်နဲ့နေရမယ့်လူပါဗျာအခုလည်းအခြေချုပ်လူပဲနေနေရပါတယ်ဗျာပုံမှန်လည်းပြောရင်ဒေါ်ဆက်ပြီးကအခုလည်းအေးဆေးကောင်းမှနေနေရတာပါအဲ့ဒါကိုအခုမှရှူရူရှဲပြူပြဲထားလို့လို့ကျွန်တော်လည်းတစ်ခါတစ်ခါကျရည်ရွယ်ရည်ချင်မိသားနော်အဲ့တော့ဒေါ်ဆက်ကြီးကသူသာစိုးရင်နေပေမဲ့သူကတော့တချို့တော့စကလုံးတော့ဘလောက်တော့ပြောလဲဆိုအာတယောက်ကဒေါ်ဆက်ကြီးရှိမရှိဒေါ်ဆက်ကြီးသူ့အမေကိုသွားကြည့်ပေးကြပါဒါမှသူ့အမေတက်ရှိတရားရှိသေးမရှိသေးဘူးဒီကုန်းတကယ်တကယ်ဒီကုန်းဒီမေကနောက်ကဘသူကမြောက်ပေးနေတယ်တော့မသိဘူးဗျာ ော်တော်လေးကိုတော်တော်လေးကိုစိုးတယ်အဲဒေါက်ဆန်းသူကျန်းသားမှာရှိသလားမင်းတော်တော်ကျန်းမာမှာရှိတယ်လို့ကျွန်တော်တို့ကြံပြင်ကြားထားတယ်သိထားတယ်ပြီးတော့ ACC ပဲပြီးရင်လောရတယ်သူကအကျေချုပ်ပုံစံမျိုးတော့ ACC နေနေရတာပြောရင်နေနေအကျေချုပ်လူမျိုးနဲ့ဆန်ဆန်ပဲနေနေရတာပြောရင်သူထောင်းထဲထည့်ထားတာဒါပြောတော့ပါဗျာစားရတဲ့တော့ဆောကောင်းကောင်းကြည့်ထားတယ်ကျန်းမာရေးဆောက်ချက်မှုကိုတာမန်ပြည်သူကတလကြမှာတစ်ခေါက်တော့မရရင်ပဲ तू ကတပတ်တပတ်တစ်ချိန်ပုံမှန်စစ်ခံတစ်ခါလေးလိုရနှစ်ရက်သုံးရက်ချတစ်ခါလောက်စစ်ခံပြီးလုပ်နေနေတာအဲ့တော့ခမရဆက်လုံးမလုပ်ပေးရင် မတော်ဆဆူတခုခုဖေးကြည့်လိုက်ခွန်ထုတ်တခုခုဖြစ်ခန့်ကြည့်လိုက်မင်းတို့တန်ပတ်မှာဗောဟမ်ကြောက်နေတယ်မလားမင်းတို့တန်ပတ်မှာဗောဟမ်ငါကြည့်ဗျာသူ့ကိုယ်သူလည်းကျမကြီးစောက်ချောက်တယ်ဗျာကျမကြီးစောက်ချောက်မှုလည်းကောင်းကောင်းပေးထားတယ်ဗျာအစားတော့လည်းကောင်းကောင်းချွေးထားတယ်ဗျာနေကြတဲ့နေရာလည်းကောင်းကောင်းပေးထားတယ်ဗျာခင်ဗျာရှင်းရှင်းပြောတမမြတ်တာလည်းရာသီဥတုပြောင်းလဲအဲကောင်းထည့်ပေးတယ်စနစ်တကျဟိုရေဘူးရေစနစ်တရားဆိုစနစ်တကျလုတ်ပေးတယ်ဗျာကဲဘာကြံသေးလဲအဲ့ဒါမှသူကအဲ့ဒါအောင်မှ ဟိုဘာဖြစ်တယ်ညာဖြစ်တယ်ပြောရင်အဲ့ Kim Harris ဟုတ်စုပြောမှာမင်းကမင်းအမေကိုချီးမွေးမိမလို့လင်မွေးမိတော့ထားနိုင်တယ်ကောင်မို့လို့မင်းကဒီစကားကြီးပြောနေတာတော့ပြန်မေးရမလို့ဖြစ်နေပြီเนาะအခုလက်ရှိတက်မတော်ထားသလိုမျိုးမင်းချီးမွေးမိမလို့လင်မွေးမိမင်းထားနိုင်တယ်မင်းအစွမ်းသာမင်းမရှိလို့လားလို့တော့မေးရလို့ဖြစ်နေတားတယောက်နေတယ်တံမိုးဟိုမိဘကိုရှိတော့ကတံမိုးထားလို့လားလို့တော့မေးရလို့ဖြစ်နေတယ်အဲ့တော့ခုမှထားပြီးမေ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 လောက်တာဒီဟိုကြည့်ရတာတော့ဟိုဘသူတွေကဖန်နေပေးလို့များမဖြစ်မနေအတန်ထွက်ပေးနေလဲတော့မသိဘူးလို့ပဲကျွန်တော်ပြောရင်းနဲ့ဒီတော့လောက်ပါပဲအားလုံးပဲကိုရင်းစားသိရှိပါ သူ့အမေကို သူ့သားကမောင်းထုတ်တာလားမင်းတော်မင်းမင်းပြောသလိုကသူ့အမသူ့သားကသူ့အမေကိုမောင်းထုတ်လို့လို့ဟာသူ့သားကသူ့အမေကိုမကြည့်ရှုနိုင်လို့မိမပြည်ကိုလွေရတယ်လို့လို့ဘာလို့လို့နိုင်မင်းပြောဆုံးပုံစံကသူ့သားကနိုင်ငံချမ်းပါမင်းတို့လို့အဲ့မှာမင်းပြတဲ့နေရာမှာနေတဲ့သူတွေခေါ်ဘူးနော်မင်းပြမှာမင်းတရက်မှာလေးနာရီတနာရီလို့ရတဲ့နေရာမဟုတ်ဘူးနိုင်ငံချမ်းပါနိုင်ငံကောင်းတဲ့နေရာမှာနေတဲ့သူတွေ ဘယ်လောက်ပဲစီစီစီအိမ်ပိုင်လေဆိုလို့ရှိရင်အကောင်တော့အေးစစ်နေလို့ရတဲ့နေရာမျိုးကြီးပဲနော်ဆိုတော့သူတသမီးတွေကဘလူးလဲချင်းနေရှိနေဆိုတာကိုလည်း main ပြီးတော့ပြီးတော့လေလာအောင် main တရင်ဌာနတစ်ခါတလေအိုဟစ်နေရတဲ့သွားပြီးတော့နမ်းစင်နဲ့မနမ်းချင်းနဲ့ပေါ့နော်မနမ်းစင်နဲ့အဲ့လိုဒီမြမရဲ့ပြောပြောလေဆိုလို့ရှိရင်တော့ main အတွက်ကောင်းမှာပေါ့သူတော့တွေ့နေကောင်းမှာပေါ့မြမရဲ့စကားတွေပြောချင်လို့ဆိုတော့ဒါကသူကျော်ဝင်းမီပြောချင်တာကတော့ပြောချင်တဲ့သဘောကတော့ သူသားကသူ့အမေကိုမကြည့်ရှုနိုင်လို့မဆုံးရှုံးပေးနိုင်လို့မြမပြီကို နေထောက်ရတယ်လို့လို့မြမပြီကိုလေးပေးရတယ်လို့ပြောပြောနေတာအမှန်တော့သူကအေးအေးဆေးဆေးမြမပြီကိုမပြန်ပေးနဲ့သူသားသမီးတွေရှေ့မှာသူသူသားသမီးတွေနဲ့အတူတူအေးအေးဆေးနေလို့ရတဲ့သူသူသူသားသမီးတွေမကြည့်ရင်တောင်မှတခြားသူတွေတခြားပုဂ္ဂိုလ်တွေကတောင်မှအာဝင်ပြီးတော့ကြည်တဲ့မဲ့သူတွေဘူရဲ့အမျိုးအာ အရေးချင်းသူ့ရဲ့ကောင်ဒီလောက်ရှိတဲ့ကောင်ဆိုတော့မင်းတွေရှိအရောက်မှာမင်းတွေကအခုချိန်ထိညီမပြေရောက်လာတဲ့ဘယ်နဲ့ဟာလွတ်လပ်လပ်ပြီးလူတွေနေခိုင်းလို့လေဘာနာယူတွေရှိမှာနော်ဆိုတော့ဒါကတော့အများကြီးတော့ပြောရှာရှိတယ်ဒါပေမဲ့လည်းမပြောတော့ဘူးဗီဒီယိုကအရင်ကိုရှိမှာဆိုတော့ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲပြောရှင်နေဒီမဲလူကိုဆေးချင်နေဆိုလို့ရှိရင် comment ပုံပါပဲဆေးကြပါဘောနော် ဒီမေးလေးကိုပြောပြောကြောက်ဆိုတော့ဒါကတော့ကျော်မင်းမင်းကိုဒီတခါတော့ဥမရက်တယ်ပြောသွားတာပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်တော့ဒီဟာကမမဆန်တဲ့သူတွေကိုဒီလိုမျိုးကိုဖြစ်တယ်ပါညာပေါ့နော်။အာသူသားသမီးတွေအာမိမတွေနဲ့သားသမီးတွေကြားမှာဖြစ်နေတဲ့ဟာတွေဝင်ပြီးတော့အာမကောင်းတဲ့အခုမိမျိုးနဲ့ပြောနေတဲ့ကြောင့်ပြောမိနေဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကဒီလိုပါပဲကျွန်တော်ဗီဒီယိုလေးကိုအမြဲတမ်းကြည့်ရှုအားပေးနေကြတော့လည်းပြည်သူတွေအားလုံးကိုလေဝေးကြမှချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။